အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝါရီတီ channel ရနေပရိသတ်များအားလုံးကိုကျေးဇူးပါတယ်ဒီနေ့မှာတော့စာရေးသူဇေယနရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့အောင်လန်းစစ်ရာဗမန်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းလေးမစသေးခင် channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတတိတိနိုင်မှသိရှိနိုင်မှု notification bell လေးနှိပ်ပေးပါအောင်နော်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါပြီရှင်အောင်မြတ်တာတို့ဇေယတပည့်နဲ့ဦးကအထက်ဇေယကြီးများရဲ့တာဝန်ပေးချက်တွေကိုထမ်းဆောင်ရင်း မြန်မာနိုင်ငံအနှံ့ကိုရောက်ရှိခဲ့ကြတယ်။တချို့ဒေသတွေကအောင်လန်းအတတ်ပညာအရန်ကျွမ်းကျင်ကြတယ်။ဒါပေမဲ့သူတို့ရဲ့အောင်လန်းပညာကိုလူတစ်ဖက်သားအောင်တမင်တကာရှိရွယ်ပြီးမပြူစားတတ်ကြပဲ။သူတို့ပေါ်မျက်ရည်ပေါက်ကြီးငယ်ကြားရောက်စေတဲ့သူတွေပေါ်မှာသာအညိုးနဲ့ပြူစားတတ်တယ်။အဲဒီလိုပြူစားရင်လည်းအသက်ရှင်မွေးရလမ်းမရှိ။တော်ရုံပညာစွမ်းနဲ့ဆရာတွေကုသနိုင်စွမ်းမရှိပဲ။တချို့သောအောင်လန်းဆရာတွေကတော့အခါကျင်းဝင်ယူကတစုံတရောင်ရဲ့စေခိုင်းချက်ရ လူတစ်ဖက်သာပြူစားတတ်ကြတယ်။အောင်လန်းစရာလို့ဆိုလိုက်ရင်အတော်များများကကြောင်ယုံထိန်လန်းကြတယ်။တချို့သောအောင်လန်းစရာတွေကကိုယ်တိုင်မပြူစားဘဲသူ့လက်အောင်မှာမွေးထားတဲ့စုံတွေကိုခိုင်းစေပြီးပြူစားတတ်တယ်။တညမှာအောင်မြတ်သာကတက်ခိုင်း။ငါတို့မနဲ့ပြန်ထန်းလုံးပင်ရွာကိုသွားရမယ်။အဲဒီရွာမှာဥပါမန်ဆိုတဲ့အောင်လန်းစရာတအူးရှိရဲ့။သူ့ကိုဆုံးမပြီးသူ့ပညာတွေကိုဖျက်ဆီးဖို့တောင်းရင်ကြလာပြီ။မနဲ့စောစောထန်းလုံးပင်ရွာကိုသွားမယ်။အစင်သေးလောက်ထား စီယာထန်းလုံးမေရွာမှာဘာဖြစ်လို့လဲထန်းလုံးမေရွာမှာဥပမန်ဆိုတဲ့အောင်လန်းစီယာတယောက်ရှိရဲ့အရန်လဲအစွမ်းထက်တယ်သူလန်းအောင်မှာစုံနေလဲရှိရဲ့သူကအဲ့ဒီစုံနေကိုခိုင်းစေပြီးတော့လူတွေကိုမူးဝေအော့အန်တေစီနာအောင်ပြုစားနေတာအဲအကြောင်သူ့ကိုစုံမပြီးသူ့ပညာတွေကိုနှုတ်ယူဖို့တာဝန်ကျလာပြီအောင်မြတ်တာတို့ထန်းလုံးမေရွာကိုရောက်တော့ညနေဆောင်တော့မယ်တရွာလုံးကအလုတ်သိမ်းတဲ့ချိန်လေခွေနဲ့ရပြန်လာကြတဲ့သူတွေနဲ့စီကားနေကြတယ် အလောကပြန်လာတဲ့သူတွေကလည်းလူစိမ်းနှစ်ဦးဖြစ်တဲ့အောင်မြတ်သားတို့စကမေးတာမရကြမသိချင်အောင်ဆောင်ကရွာထဲဝင်သွားကြတယ်နောက်ဆုံးရွာပြင်စည်ရည်လေးမှာညအိမ်ရင်လောက်စရာရှိရဲ့တရားထိုင်ခြင်းအင်းဆွဲခြင်းလုပ်ငန်းတွေကိုဆောင်ရွက်နေလိုက်တယ်ညဘက်ရောက်တော့ဇေယျတစ်ဆောင်လုံးကိုအင်းချပြီးတက်ခတ်ကိုလည်းဇေယျအပြင်မထွက်ဖို့တတိပေးထားလိမ့်တယ်ညကတဖြည်းဖြည်းနဲ့တက်တက်နဲ့လာခဲ့တယ်သူစဉ်အောင်မြတ်သားနာတဲ့အတန်တစ်ခုကြားလိုက်ရတယ်ဒါလား မကြခင်တေမဲ့သူတွေဆိုတာငါတို့စီအာကြီးလက်နဲ့တေမဲ့သူတွေကိုလာကြည့်ရလူငယ်လေးတွေပဲနော်ချောချောလေးတွေငါပြင်ရင်းနေအောင်ခုန်နေမိကလေးနှစ်ယောက်စကားပြောတန်ကအောင်မြတ်တာနာတဲ့အတိုင်းသားကြားနေရတယ်တက်ခါဦးကြည့်လိုက်တော့သူလဲကြားရတဲ့ဆိုတဲ့သဘောနဲ့ခေါင်းဆက်ပြတော့တယ်နောက်နှစ်ယောက်တော့ဇရက်ပေရစက်ချက်မှာနွားလာကြောင်းတဲ့ចောင်းသားလေးကိုလှမ်းခေါ်လိုက်တော့ညီလေးခဏလာဒီရွာလူတွေကဘာလို့စိမ့်ကားနေကြလဲ ငါတို့ရှိရလူကမထင်ကြဘူး။စေးစရာကြီးကဧည့်သည်တွေနဲ့ရွာထဲမခေါ်အောင်လို့ပြောထားတယ်။စကားလည်းမပြောရဘူးတဲ့။ကြုတ်သွားတော့မယ်။ခုလိုစကားပြောတာတွေ့ကြုတ်ကိုရိုက်နေုံပဲ။ထွက်တုတ်တုတ်ထွက်သွားတဲ့နွားចောင်းသားလေးကိုကြည့်ပြီးအောင်မြတ်သာပြုံးမိလိုက်တယ်။ကဲတက်ခါရင်။ "तू ကငါတို့ပေးမှုဝင်တော့လေ။ငါတို့စီ तू လာအောင်ခေါ်ရတော့မှာပေါ့။ဒီညာအသက်ကြီးဒီညာအသက်ကြီးကောင်းချချင် तू လာလိုက်မယ်။မင်းဇေယျဘော်မှာပဲနေ။စီယား ။ဥပမန်ဆိုတဲ့လူကတော်တော်ဆွမ်းလို့လား။သူ့ရဲ့ပညာတော်တော်အဆင့်မြင့်နေပြီ။တေရင်မဟာအဝီစီကိုသွားဖို့အဆင်သင့်ဖြစ်နေပြီ။သူ့ဆွမ်းတော်ရုံရွာဆောင်နဲ့လောက်ကိုခိုင်းစေနိုင်တယ်။အပြင်38မင်းနဲ့တည်းကိုလည်းခိုင်းစေနိုင်တယ်။အဲဒါကြောင့်ဒီရွာမှာပဲသူ့ပဲပြုစားသူသူ့ပဲစေးကုပြီးဩဇာကြီးထွားအောင်လုပ်နေတာ။သူ့ပညာတွေကိုဒီညအကုန်ထုတ်လိမ့်မယ်။သူ့ပညာတွေဘလောက်ရှိရဲဆိုတာဒီညတွေ့ရတော့မှာပေါ့။ဒီဇေယျကိုအင်းချထားတဲ့အတွက်ဇေယျဘဝကနေမစင်းပါနဲ့ ပြောပြီးတော့တရားဆက်ထိုင်နေရတယ်။ညတဖြည်းဖြည်းနှက်လာခဲ့တယ်။ပိုးကောက်လေးတွေရဲ့အော်မြင့်တန်းကတဖြည်းဖြည်းကျေလောင်လာတယ်။အောင်မြတ်သာလည်းကောင်းကင်ကိုမော့ကြည့်ပြီးအချိန်ကရောက်လာပြီဆိုကဇရက်ပေါ်ကနေတလန်းချင်းဆင်းသွားတော့တယ်။ဇရက်ဘေးကစကြမ်းမြေပေါ်ရောက်တော့တင်မလီခွေထိုင်လိုက်ပြီးမြေကြီးပေါ်မှာအင်းကွက်တစ်ကွက်ဆွဲလိုက်တယ်။အင်းကွက်ဆွဲလိုက်တာနဲ့အောင်မြတ်သာရဲ့ခန္ဓာကိုယ်ကနေအလေးရောင်နေဖြာထွက်လာတယ်လို့အယောင်နေထွက်လာတာကိုလည်းတက်ခိုင်မြင်လာရတယ်။ မြေကြီးပေါ်ဆွဲထားတဲ့အင်းခွက်ကိုလက်နဲ့ပုတ်ပြီးဘာမှန်ဆိုတဲ့စီစီအားအောင်လမ်းမှန်ရင်ငါရှိရောက်စီအဲမီလို့တုံးကြိတ်ပြောပြီးလက်ဝါးနဲ့ပုတ်လိုက်တယ်ဆိုရင်ဖြင့်အခေါင်းပြင်ထားကြနော်ဒီစီယာလေးကချော့ချော့လေးတက်ရမှာတော့နှမျောလိုက်တာဒိုးစီယာကြီးလက်ချက်နဲ့တရားတော့မဲသူဆိုလို့ရာကြီးပြည့်အောင်ကြည်ယုံမယ်စကားတန်နေရတစ်ပြင်းနေပေါ်ကနေထွက်လာတယ်အောင်မြတ်တာလှမ်းကြည့်လိုက်တော့မကောင်းဆိုးဝါးနန္နာဘာဝရီအပင်တိုင်းမှာပြုတ်သိမ့်နေရတွေ့လိုက်တယ် ထို့စဉ်တာဝေးထောက်တန်ကတပြေးပြေးနီးကပ်လာတာကြားလိုက်ရတယ်။စပင်းနေဖွေးဆုနေတဲ့အဖိုးတို့ရွာတွေကနေထွက်လာခဲ့တယ်။ကျုပ်ခုခေါ်တာဘာလို့ဖို့လဲ။အဖိုးရဲ့ပညာကိုအလူခံမလို့ပါ။အောင်မြတ်တာကပြောတော့အဖိုးကငါတေးငါပညာတွေစွန့်လွတ်ပေးမယ်။တက်ခိုင်အံ့ဩသွားတယ်။အဖိုးတယောက်ရဲ့လေတန်က လူငယ်တယောက်လိုမထမ်းနေပါလား။ဒီမှာဥပမာကျုပ်စကားအများကြီးမပြောလို့ခင်ဗျာရုပ်အမှန်နဲ့လာလို့ကျုပ်ညှောက်မှမဟုတ်ဘူး။ ခမားပညာရီအတုံးပြူရင်တုံးတဲ့ရုပ်ကိုပြောင်းလိုက်ပါဒီကဆရာလေးကကြုံကြောင်တော်တော်သိနေရပဲဒါဆိုကြုံမညာတော့ဘူးနော်ကြုံဆရာလေးကိုရှုံးမယ်ဆိုရင်ကြုံပညာရီရောကြုံအသက်ပါဆွတ်လို့ပြီးငရဲမှပျော့ပျော့ကြီးသွားနေမယ်ဆရာလေးရှုံးရင်ဘာဖြစ်မယ်ဆိုတော့အာမမခံဘူးနော်ကဲကြုံတို့ပညာဆန်းရအောင်ဥပလူကြုံထားထားတဲ့စီးကိုကြော်လိုက်ကြုံရှုံးမယ်မကြော်နိုင်ဥပမှန်ရှုံးမယ်ဘလို့လဲသဘောတူရဲ့လားအဲ့လိုမစမ်းခြင်းဘူး ဘာအကာအကွယ်အတားအဆီးမှမရှိပဲတုပ်ပညာနဲ့ဆရာလေးပညာပြိုင်မယ်ကျုပ်ဘလို့တိုက်တိုက်ဆရာလေးခုခံရမယ်ပြန်မတိုက်ရအောင်ကျုပ်သုံးချိန်တိုက်ပြီးရင်ဆရာလေးသုံးချိန်ပြန်တိုက်သဘောတူလားဟုတ်ပြီလေဥပမာန်စတိုက်ပါဥပမာန်မျက်နှာကချက်ချင်းဆိုသလိုပြောင်းလဲသွားတယ်ဖွေးစိုးနေရဲ့သပင်းတွေပြောက်ပြီးသပင်းအမဲတွေရှိကြလာတယ်တာဝဲကိုကင်စရာမလိုလားအောင်လူငယ်တယောက်လိုတန်မာလာခဲ့တယ်ညပင်းလီကိုနှုတ်ပြီးမန်းမှုတ်ကပြေးချလိုက်တယ်ဆိုရင်ဖြင့် အကောင်ပေါင်းများစွာသောမွေဟောက်တွေဖြစ်လာခဲ့တယ်။ပပင်းထောင်ကအောင်မြတ်တာကိုပေါက်တက်ဖို့လာနေရမြင်တော့တက်ခိုင်ကြက်သိန်းတွေပါထလာမိရဲ့။အောင်မြတ်တာနဲ့လက်တကန်းအလိုရောက်မှမွေတွေအလုံးအပိုင်းပိုင်းပြတ်ကုန်တော့တယ်။တက်ခိုင်ကြည့်လိုက်တော့အောင်မြတ်တာပြီးမှဒလုကိုစီကန်ထားတဲ့အင်းဆောင်ညီနောင်နှစ်ပါ။အင်းဆောင်ညီနောင်ရဲ့ဓာတ်ချက်တရမွေတွေကိုအပိုင်းပိုင်းပြတ်စေခဲ့တယ်။ဥပမာန်ပြုံးလိုက်တယ်။ဆရာလေးကကိုရံတော်ရီနဲ့လာတာ哦။စမ်းခင်နဲ့စမ်းရင် ီအင်းဆောင်တီကိုမောင်းထုတ်လိုက်စမ်းဥပမန်အမိတ်ပေးလိုက်တာနဲ့ဇေယဘေးတင်းချိုင်းတဲ့ရအော်ဟစ်တန်နေထွက်လာတယ်မကြခင်ကဝေမြောင်ဆုံမောင်းနှမနှစ်ယောက်ဥပမန်ရှိပေါ်လာတော့တယ်ကဝေမြောင်ဆုံလဲပေါ်လာရောအင်းဆောင်ညီနောင်နှစ်ပါးဖြက်ကနေပျောက်သွားပါလေရောအင်းဆောင်ညီနောင်ကကဝေမြောင်ဆုံကိုမရှင်နိုင်မှန်းသိလို့ဥပမန်ကခေါ်လိုက်တာမှန်အောင်မြတ်တာတိလိုက်ရတယ်အောင်မြတ်တာတစ်ချက်ပြုံးလိုက်တယ်ကဝေမြောင်ဆုံမောင်နှမလည်းအောင်မြတ်တာကိုတက်ရန်ပြေးအလားလက်တကန်းအကွာအယောက် ပြောင်းဆိုတဲ့အတန်းတကူထွက်ပေါ်လာတော့တယ်။ကြည်လာတော့ကဝေမြောင်ဆုံးတကောင်ဥပမံအရှိမမှောက်နေပြီ။တက်ခါကြည်လာတော့အောင်မြတ်တာရှိမတင်းပုတ်ကန်ထားတဲ့ရက်ခညီနာ။ဒါအေးဆောင်ရက်ခအောင်မြတ်တာရဲ့တပည့်အရင်နေသူတို့ရောက်လာကြပြီ။တက်ခါဝန်းတာသွားတော့တယ်။ရက်ခညီနာကအောင်မြတ်တာအရှိမရက်ပြီးဥပမံကိုစားမတက်ဝါမတက်စိုက်ကြည့်နေရော်တယ်။ဥပမံမျက်နာမကောင်းတော့ပဲ။ဇောကနီဇောကနဲ့တီကိုထက်ခေါ်တယ်။ စတုမဟာရီအောက်ပုံကဇောကနီဇောကနက်တွေရောက်လာခဲ့တယ်။အောင်မြတာတန်ဝင်လာသည်မအောင်နဲ့တည်းရခိုင်ညောင်ရဲ့တင်းမောက်စာမိကုံတော်တယ်။ဥပမာလဲသူ့အပေါင်းပါတွေကိုစင့်ခေါ်လိုက်တယ်။မကြမီတမိန်ကျုံလက်ထငါးကောင်ထက်ရောက်လာတော့တယ်။ရေပေါ်ရောက်ကောလက်ထတွေကနေလူတွေဖြစ်ပြောင်းကုန်ကြတော့တယ်။ပညာရှင်တွေစုကအောင်မြတ်တာကိုတိုက်ခိုက်ကြတယ်။အောင်မြတ်တာထိုင်ရမှမထအင်းဆောင်နဲ့တည်းပြင်အောင်မြတ်တာတပည့်အဖြစ်ခံယူထားတဲ့ လက်စီရော်လည်းရောက်ရှိလာတော့တယ်။ရွာတော်ရှင်တစ်ဖြစ်လည်းစံပြူကဝေမလည်းရောက်ရှိလာတယ်။ဥပမာန်ကလည်းအပြင်းထက်ပညာကုန်တိုက်လေတယ်။အစိမ့်တိုက်နဲ့တိုက်နွားတိုက်ကျွဲတိုက်အတိုင်းမှန်သမျှလက်စီရော်ကရှေ့ရနေရိုက်ချတယ်။စံပြူကဝေမကကဝေချင်းချင်းတိုက်တဲ့အတိုက်တွေကိုခုခံနေတယ်။တပတ်လူတန်းရရအောင်မလုပ်ပဲခုခံရုံသာခုခံနေလို့ဥပမန်တို့ကအတင်ရဲလာတယ်။ကောင်းကင်ရံတစ်ခုလုံးကဝေစက်တွေနဲ့ပြည်နေရတယ်။အင်းဆောင်နဲ့တစ်ပြည့်လည်း ခြေဘဝါ၃000ထက်ရောက်လာတော့တယ်။ခြေဘဝါ၃000ခွန်၊နယ်ရဲကျော်ကအောင်မြတ်တာရှိရနီစက်တင်မထီရောက်ကာဝယ်ပြီးရော်တယ်။အဲဒီလိုခုခံနေရင်ဥပမန်တို့ဘက်ကစီးဖောက်လာခဲ့တော့တယ်။ဂရီစကားအတိုင်းအောင်မြတ်တာကိုတန်ခွင့်မပေးဘဲသူတို့ကြီးဖိတိုက်နေရော်တယ်။ပညာရှင်တွေများတော့အောင်မြတ်တာဘက်ကသူတွေအားကုန်လာတယ်။အောင်မြတ်တာမှိတ်ထားတဲ့မျက်စိကိုဖွင့်လိုက်တယ်။ယုတ်တရမတက်ထရက်ကအရှိကိုထွက်လာလိုက်တယ်။အောင်မြတ်တာအရှိကိုထွက်တော့အင်းဆောင်ရက်ခညီနာက အရှိရကာမလို့လို့စင်အောင်မြတ်တာလက်ကပြလိုက်တယ်။ငါကိုယ်တိုင်ရှင်းမရတော့မယ်လို့ပြောပြီးဥပမန်တို့အဖွဲထံလမ်းလျှောက်သွားတော့တယ်။ဥပမန်တို့အဖွဲကလည်းရှိသမျှဆက်တွေအကုန်အောင်မြတ်တာစီပို့လို့ကတိုက်ခိုက်နေကြတော့တယ်။တာမန်လူတယောက်ထိရင်ချက်ချင်းသိစေနိုင်တဲ့ဆက်တွေအလုံးအရင်နဲ့အောင်မြတ်တာစီဝင်လာခဲ့တယ်။ဝင်သမျှဆက်တွေကိုညာလန်းနဲ့ပုတ်ထုတ်ရင်ဥပမန်တို့ကိုအင်းကွက်နဲ့စားချုပ်လိုက်ရတယ်။ အတိုက်တစ်ခုလည်းအာယုံစနိုင်ရဲ့ဥပမာန်တို့အနေနဲ့အောင်မြတ်တာရဲ့အင်းကွက်တီကိုတတိမထားမိရောပဲနဂါဘတ်ကြော့အင်းကိုရေးဆွဲပြီးချိန်မှာဥပမာန်နဲ့အဖွဲလှုပ်မရတော့စက်တင်နဲ့ပြည့်နေတဲ့စကြက်မြေမှာအောင်မြတ်တာရဲ့နဂါဘတ်ကြော့အင်းကအနာယူခဲ့ပြီးနဂါဘတ်ကြော့အင်းမိနေရဲ့ဥပမာန်တို့ဘေးမှာကျိန်ဆက်ကြာကင်ထားတဲ့အင်းဆောင်တွေပေါ်လာကပညာမစွန့်လို့မချင်းရိုက်ပါလိရောတဲ့။နာကြီးစွာအော်ဟေးတန်နေတဲ့သူကျိန်တန်နေကတွှွှန်းွှဲပေါ်လာတော့တယ် ပင်နာရီကိုသိမ့်မှုအင်းဆောင်နဲ့တီကိုလွှဲပေးပြီးညာရင်းချင်းရွာအနေပြန်ထွက်လာခဲ့တယ်။မနေ့ကျတော့ခြံလုံးပင်ရွာနဲ့အနီးတစ်ဝိုက်ကလူခုနှစ်ယောက်ပျောက်ချင်းမလားပျောက်ဆုံးသွားတော့တယ်။ထိုကြေးအားစပြီးဥပမာန်ကိုခြံလုံးပင်ရွာမှာထပ်မတွေ့ရတော့ပေ။ဟုတ်ကဲ့ပါရှင်။စာရေးစရာဇီယနာရာမညရည်သားထားတဲ့အောင်မြတ်တာနေအောင်လန်းပါမယ်ဆိုတဲ့ဇလန်ကတော့ဒီမာရီမဲ့ပြီးဆုံးပါပြီ။ဇလန်လေးကိုအားပေးခဲ့တဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။